အားလုံးပဲမင်္ဂလာပါရှင်အဲကျွန်တော်တို့ပါတီမှာပေါ့နော်ပါတီတချင်းလေးတွေရှိပါတယ်အဲပါတီတချင်းလေးတွေထဲမှာလူအသိများဆုံးတချင်းတစ်ခုလို့ပြောလို့ရှိရင်အဲပီပီပြင်းပြင်းပေါ်လာပြီးပြည်သူရှေ့ဆောင်တို့ပါတီဆိုအဲ့တချင်းလေးပေါ့နော်ပီပီပြင်းပြင်းပေါ်လာပြီးပြည်သူရှေ့ဆောင်တို့ပါတီအဲ့တချင်းလေးကတော်တော်လေး အပြည်သူလူထုထဲမှာလူသိများပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျမတို့က2019ခုနှစ်အောက်တိုဘာ23ရက်မှာကျမတို့ပါတီကမှတ်ပုံတင်ရရှိပြီးတော့မှအဲကျမတို့ပါတီအနေနဲ့စတင်ရပ်တည်ခဲ့တာဖြစ်ပါတယ်။အဲအဲ့အချိန်မှာကျမတို့ကအတစ်ပေါ်ပေါက်လာတဲ့ပါတီဖြစ်ပါတယ်ရှင်။အခုချိန်မှာတော့ကျမတို့ကအ6နှစ်ပြည့်ပြီးတော့မှ9နှစ်ထဲချင်းနှင်းဝင်ရောက်တာဖြစ်ပါတယ်။အဲဆိုလို့ရှိရင်ကျမတို့အဲ2019 2020ပြည့်နှစ်ပေါ်ကနေပြီးတော့မှ အာကျွန်တော်တို့အဲ့တချင်းလေးပေါ့နော်အဲပြီးပြီးပြင်းပြင်းပေါ်လာပြီးပြည်သူ့ရှေ့ဆောင်တို့ပါတီပေါ့နော်တော့အဲ့ဒါလေးအဲ့တချင်းလေးရေးဆက်ပြီးတော့မှကျွန်တော်တို့ပါတီတချင်းဟိုဟာဖြစ်ခဲ့တာထုတ်ဝေဖြန့်ချီခဲ့တာဖြစ်ပါတယ်ရှင်အဲ့ဒီဘာဖြစ်လို့ကျွန်တော်တို့ပြည်သူ့ရှေ့ဆောင်ကို ပြည်သူ့ရှေ့ဆောင်ပါတီကိုပြီးပြီးပြင်းပြင်းပေါ်လာပြီလို့ပြောတာလဲဆိုရင်အချက်၄ချက်ရှိပါတယ်ရှင်နံပါတ်၁နံပါတ်၁အချက်ကတော့နေပယ်အသီးသီးမှာအောင်မြင်နေကြတဲ့တသက်ပညာရှင်များလုပ်ငန်းရှင်များအတွေ့အကြုံရင့်ကျက်သူများနဲ့ လူငယ်များဥဆောင်ပါဝင်ခြင်း။နော်ကျွန်တော်တို့ပါတီမှာလူငယ်တွေတော်တော်များပါတယ်။ဒီလူငယ်တွေကလည်းပညာတတ်လူငယ်တွေအလုပ်ငန်းတွေ့ကြုံရှိတဲ့သူငယ်လူငယ်တွေဖြစ်တယ်လို့အလူလပိုင်းလူကြီးပိုင်းတွေလည်းရှိပါတယ်။နော်အကုန်လုံးဟာကျွန်တော်တို့ကအဲတတိပညာရှင်တွေလုပ်ငန်းအတွေ့အကြုံရင့်ကျက်သူတွေဖြစ်ပါတယ်။နေပယ်တီးတီးမှအောင်မြင်နေကြတဲ့ပုံကိုယ်တွေအဲပါဝင်ကြတာဖြစ်ပါလေရှင့်။ဥဆောင်တဲ့အဖွဲ့တွေမှာ။နောက်အဲ့ဒါကြောင့်မို့နံပါတ်1ချက်ပြီးပြီးပြင်ပြင်ဘာကြောင့်ပေါ်လာတာလဲဆိုလို့ရှင်ဥဆောင်တဲ့အဖွဲ့တွေရဲ့အရေးချင်းဖြစ်ပါလေရှင့်။ နံပါတ်2ကတော့နီးမှန်လမ်းမှန်ဖြင့်ရေရှည်တိုးတက်အောင်မြင်စေနိုင်သောပါတီဖွဲ့စည်းပုံစီမင်းရှိခြင်း။တော့ကျမတို့ပါတီဖွဲ့စည်းမယ်ဆိုတော့ဟင်ကျမတို့ကဒီအဲနိုင်ငံတကာမှာရှိတဲ့အဲဒီမိုကရေစီပါတီတွေရဲ့ဖွဲ့စည်းပုံစီမင်းတွေကိုကျမတို့လေ့လာပါတယ်။ပြီးလို့ရှိရင်ပါတီအမျိုးအစားဘာတွေရှိတာလဲပေါ့နော်။ဆိုလို့ရှိရင်ကျမတို့ကဘာတွေတွေ့လဲဆိုလို့ရှိရင်ဒီ political ideology ပေါ့နော်။နိုင်ငံရေးအယူဝါဒတွေပေါ်မူတည်ပြီးတော့မှ ဟိုဘယ်ဘက်အစွန်မှာရှိတာလားညာဘက်အစွန်မှာရှိတာလားစသဖြင့်ပေါ့နော်အာဒီလိုတွေဟို ideology base ပေါ့နော်ဒါတွေလည်းရှိဒီလိုဒီလိုဖွဲ့စည်းခဲ့တဲ့ပါတီဖွဲ့စည်းထားတဲ့ပါတီတွေလည်းရှိပါတယ်ဒါနိုင်ငံတကာပါတီတွေပြောတာပါရှင့်အဲဒုတိယတစ်ခုကတော့ identity ပါရှင့် identity ဆိုတာလူမျိုးစုအာဘာသာဘာသာပေါ့နော်ကိုယ်ွယ်တဲ့ဘာသာစသဖြင့်ပေါ့နော်ဒါတွေ ਨੇ ဒီ identity ပေါ်မူတည်ပြီးတော့ဖွဲ့စည်းထားတဲ့ပါတီရှိပါတယ်။ကျမတို့က ideology ပေါ် political ideology ပေါ်လည်းမမူတည်ဘူး။เนาะကျမတို့ဟာ identity ပေါ့เนาะ identity ဆိုတာဒါဘာလူမျိုးလဲဆိုရယ်ဘာတိုင်းရင်းသားလူမျိုးလဲဆိုပြီးတော့မှဖွဲ့စည်းထားတာဒါမျိုးလဲကျမတို့မလုပ်ဘူး။မလုပ်ဘဲနဲ့ကျမတို့ဒီကျမတို့ဒီဘယ်ဘယ်ဘယ်ဘက်ရင်းတာလဲမဟုတ်ဘူးညာဘက်ရင်းတာလဲမဟုတ်ဘူးကျမတို့ကအလဲအလတ်လန်းစင်နဲ့သွားမယ်ဆိုပြီးတော့မှဆုံးဖြတ်ချက်နဲ့ကျမတို့ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်ရှင့် နောက်ပါတီတစ်မျိုးကတော့ဘာရှိသေးလဲဆိုရင်ပီ3လုံးပေါ့နော်ပီ3လုံးကဘာလဲဆိုရင်ပထမပီပေါ့ရှင့်ပထမပီကတော့အဲကျမတို့ကအဲ paternalistic party ဖြစ်ပါတယ် paternalistic party ဆိုတာကတော့ဘ ਹੁ ဦးစီးစနစ်နဲ့တွားတဲ့ပါတီမျိုးဖြစ်ပါတယ်ရှင့်ကျမတို့ဒီဒါဒီမိုကရေစီကျင့်စဉ်နဲ့အညီအဲဒီအလဲအလတ်လန်းစင်နဲ့တွားမဲ့ပါတီဖြစ်တဲ့အတွက်ဘ ਹੁ ဦးစီးစနစ်နဲ့တွားတဲ့စနစ်ကိုကျမတို့ ဟိုဒီမရွေးချယ်ခဲ့ပါဘူးကျမတို့ဟာ paternalistic party မဟုတ်ပါဘူးเนาะဒုတိယတစ်ခုကတော့ personalistic party ဖြစ်ပါတယ်ရှင် personalistic party ဆိုတာကတော့ကျမတို့ဒီအဒီဒီပါတီတစ်ခုဒီပေါ့เนาะပါတီတစ်ခုကလူတူးတယောက်ကိုပဲတိတ်ကိုအမိတဟဲပြုတ်ပြီးတော့မှလူတူးတယောက်ကို အဘဟုပြုတ်ပြီးတော့မှဖွဲ့စည်းထားတဲ့ပါတီမျိုးပေါ့နော်ဒါမျိုးလည်းကျမတို့မလုပ်ချင်ဘူးဒီအားလုံးပါဝင်ပြီးတော့မှစုပေါင်းဥဆောင်ခြင်းနဲ့တွားခြင်းနဲ့ပါတီဖြစ်တယ်ပြီးလို့ရှိရင်မူဝါဒလုပ်ငန်းလန်းစဉ်အတိအကျနဲ့အဲတွားတဲ့ပါတီဖြစ်တယ်ဆိုပြီးတော့မှဒီကျမတို့က programmatic party ပေါ့နော်နောက်ဆုံးအမျိုးအစားတော့ programmatic party မူဝါဒနဲ့လုပ်ငန်းစဉ်အတိအကျနဲ့ဆောင်ရွက်တဲ့ပါတီမျိုးပြီးလို့ရှိရင်ပါတီတွင်းမှာလည်း democratic governance ပေါ့နော်ဆိုတော့ဒီမိုကရေစီနီးကြစီမံအုပ်ချုပ်တဲ့ ါတီမျိုးအနေနဲ့ကျမတို့သွားကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့ပါတီတီအဲတီထောင်မယ်ဆိုတော့ဟာရင်အဲပါတီရဲ့ဖွဲ့စည်းပုံစည်းမျဉ်းကိုရေးဆွဲတော့မယ်ဆိုတော့ဟာရင်ကျမတို့ကြဲကြဲပြန့်ပြန့်သုတေသနပြုခဲ့ပါတယ်နိုင်ငံတကာရဲ့ဒီမိုကရေစီပါတီတွေရဲ့ပုံစံတွေကျမတို့သုတေသနပြုပြီးတော့မှအာကျမတို့ပါတီဖွဲ့စည်းပုံစည်းမျဉ်းကိုရေးဆွဲခဲ့တာဖြစ်ပါတယ်ကျမတို့နောက်ဆုံးဆုံးဖြတ်ချက်ကတော့ကျမတို့ဒီမူဝါဒနဲ့လုပ်ငန်းစဉ်အတိအကျရှိတဲ့ပါတီအနေနဲ့ ်ဖွဲ့စည်းတည်ဆောက်မယ် programmatic party အနေနဲ့ဖွဲ့စည်းတည်ဆောက်မယ်ဆိုပြီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့နီးမှန်လမ်းမှန်ဖြင့်ရေရှည်တိုးတက်အောင်မြင်စေနိုင်သောပါတီဖွဲ့စည်းပုံရှိခြင်းပေါ့နော်ဒါသည်ကျွန်တော်တို့ရဲ့ပါတီတစ်ခုပြ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 ပေါ်လာတယ်ဆိုတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ရှင်နောက်တတိယတစ်ချက်ကတော့ပြည်သူစံတာနှင့်လက်တွေ့လက်တွေ့ဘဝအခြေအနေများကိုစနစ်တကျလေ့လာသုံးသပ်ပြီးအချက်အလက် ထောက်ထားပေါ်အခြေခံ၍အားလုံးပါဝင်ရေးဆွဲသောမူဝါဒများကိုခံယူကျင့်သုံးခြင်း ဆိုလို့ရှိရင်ပါတီဥဆောင်တဲ့သူတွေကသူတို့မှန်တဲ့ထင်တဲ့ကောင်းတဲ့ထင်တာကိုပဲအဲဆောင်ရွက်တာမျိုးမဟုတ်ဘဲနဲ့ပြည်သူစံတာနဲ့လက်တွေ့ဘဝတွေကိုကျမတို့ထဲထဲဝင်ဝင်သိအောင် နောက်စနစ်တကျသုတေသနတွေပြုပြီးတော့မှရရှိတဲ့အချက်လက်တွေသုတေသနတွေ့ရှိချက်တွေပေါ်မူတည်ပြီးတော့မှအချက်လက်ထောက်ထားတွေပေါ်မှာမူတည်ပြီးတော့မှအားလုံးပါဝင်ရေးဆွဲတဲ့မူဝါဒတွေကိုကျမတို့ခံယူကျင့်သုံးတာဖြစ်ပါတယ်။အတူတူယောက်ရဲ့အကြိုက်ပေါ့နော်။ဒါမှမဟုတ်ရင်အဒီအပေါ်ဆုံးကဒီဗဟုအလုံးမှုဆောင်အဖွဲ့ရဲ့အကြိုက်တစ်ခုတည်းကျမတို့ဆောင်ရွက်နေတာမဟုတ်ဘဲနဲ့အားလုံးပါဝင်ရေးဆွဲတဲ့မူဝါဒတွေပေါ့နော်။နောက်အခုချိန်မှာဆိုလို့ရှိရင်လည်းကျမတို့ပါတီရဲ့ပါတီရဲ့ပေါ့နော်။ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းလေးဒီရွေးကောက်ပွဲကြေညာစာတမ်းလေးဆိုလို့ရှိရင်လေကျမတို့ဟာအာဒီပါတီဝင်တူကနေတဆင့်ပြည်သူလူထုတွေရဲ့ပြည်သူစန္ဒနဲ့လက်တွေ့ဘဝအခြေအနေတွေကိုအဲကျမတို့စနစ်တကျလေ့လာသုံးသပ်တယ်သုံးသပ်ပြီးတော့မှဒီတွေ့ရှိချက်တွေကိုကျမတို့စုပေါင်းပြီးတော့မှရွေးကောက်ပွဲကြေညာစာတမ်းဆိုပြီးတော့မှ2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ကျမရွေးရွေးကောက်ပွဲကြေညာစာတမ်းဆိုပြီးတော့မှအဲကျမတို့ရေးဆွဲခဲ့တာဖြစ်ပါတယ်ဒါဒီအားလုံးပါဝင်ရေးဆွဲထားတဲ့ အရွေးကောက်ပွဲကြီးညာစာတမ်းဖြစ်ပါတယ်ရှင်။မူဝါဒလို့ပြောလို့ရှိရင်လည်းအားလုံးပါဝင်ရေးဆွဲထားတဲ့အမူဝါဒတွေဖြစ်ပါတယ်ရှင်။အဲ့ဒါတော့တတိယချက်ဖြစ်ပါတယ်။နောက်စရုပ်ထချက်ကတော့ပါတီ၏မူဝါဒများကိုအောင်မြင်စွာလက်တွေ့အကောင့်ထက်ဖော်နိုင်မည်။လုပ်ငန်းများအားအစဉ်သင့်ရေးဆွဲပြင်ဆင်ထားခြင်းအဲ့ဒါဒါပဲဖြစ်ပါလေရှင်เนาะပြည်သူ့ရှိဆောင်ပါတီကကျမတို့တော့ပါတီရဲ့ဖွဲ့စည်းပုံနဲ့မှလည်းဒီမြန်မာနိုင်ငံအတွက်မြန်မာနိုင်ငံရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်အမြဲတမ်းမှန်ကန်တယ်ဆိုတဲ့မူဝါဒတွေကျမတို့ ရေးဆွဲထားတာဖြစ်ပါတယ်။နောက်အခုဒီ2025ခုနှစ်ရွေးကောက်ပွဲကြေညာစာတမ်းကတော့ကျမတို့ရဲ့ပါတီရဲ့မူဝါဒတွေကိုအောင်အောင်မြင်မြင်အကောင့်ထက်ဖော်နိုင်မဲ့လုပ်ငန်းစဉ်တွေကျမတို့ရေးဆွဲထားတာဖြစ်ပါတယ်ရှင်။အခုလက်တလောဖြည့်ရှင်းရမယ့်အခြေအနေတွေလည်းရှိတယ်။နောက်ကျမတို့ရက်တရစီမံကိန်းတစ်နှစ်စီမံကိန်း၅နှစ်စီမံကိန်းပေါ့နော်။စသဖြင့်ကျမတို့ဒီထဲမှာဒီစီမံချက်တွေနဲ့စီမံကိန်းတွေစီမံချက်တွေနဲ့ အဲကျွန်တော်တို့ဟိုလုပ်ငန်းလုပ်ငန်းတွေကိုကျွန်တော်တို့အစဉ်သင့်ရေးဆွဲထားတာဖြစ်ပါတယ်ရှင်။အဲဒါကြောင့်မလို့ကျွန်တော်တို့ပါတီဟာပြည်ပြည်ပြင်းပြင်းပေါ်လာပြီးပြည်သူ့ရှေ့ဆောင်ဒုပါတီပေါ့နော်။ဆိုလို့ရှိရင်အချက်၄ချက် ရှိပါတယ်။နေပယ်တီးတီးတွင်အောင်မြင်နေသောတက်သည့်ပညာရှင်များလုပ်ငန်းရှင်များအတွေ့အကြုံရင့်ကျက်သူများလူငယ်များစုပေါင်းဥဆောင်ပါဝင်ခြင်း။နီးမှန်လမ်းမှန်ဖြင့်ရေရှည်တိုးတက်အောင်မြင်နိုင်သောပါတီဖွဲ့စည်းပုံစီမင်းရှိခြင်း။ ပြည်သူစန္ဒနှင့်လက်တွေ့ဘဝအခြေအနေများကိုစနစ်တကျလေ့လာသုံးသပ်ပြီးအချက်အလက်ထောက်ထားပေါ်အခြေခံ၍အားလုံးပါဝင် ရေးဆွဲသောမူဝါဒများကိုခံယူကျင့်သုံးခြင်းပါတီ၏မူဝါဒများကိုအောင်မြင်စွာလက်တွေ့အကောင့်ထက်ဖော်နိုင်မည်လုပ်ငန်းများအားအစဉ်သင့်ရေးဆွဲပြင်ဆင်ထားခြင်း။တော့ဒီအချက်၄ချက်ကြောင့်မလို့ကျမတို့ပါတီက PP ပြင်းပြင်းပေါ်ပေါက်လာတဲ့အဲ PP ပြင်းပြင်းပေါ်လာပြီးပြည်သူ့ရှေ့ဆောင်ဒုပါတီလို့ကျမတို့အနေနဲ့အဲဆောင်ပုတ်လေးအဲဆောင်ပုတ်လေးကို ဒီဖြန့်ဝေထားတာဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်